အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အစမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့တော့ဒီနေ့မှာဒါကျွန်တော်မင်းညာကဒါ transfer news တွေကတော်တော်လေးကို hit ဖြစ်လာခဲ့တဲ့နေ့တစ်နေ့ဖြစ်တယ်။အဲ့တော်တော်လေးကိုကြောက်စရာကောင်းတဲ့ transfer news တွေရဲ့လည်းဖြစ်ခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါကျွန်တော်သိကြတယ်မဲ့မနေ့ကဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့အဲ Florian Risk ကဒါကျွန်တော်တို့ Liverpool အသင်းကိုရွေးချယ်ခဲ့တယ်။အခုလက်ရှိမှာဒါ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ down shout တဲ့နေ့နေတက်နေခဲ့တာကိုလည်းတွေ့ရမယ်။အဓိကကတော့ဒါကျွန်တော်တို့ Bruno Fernandes ရဲ့အပြောင်းအရွှေ့ပေါ့နော်။ Bruno Fernandes ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ Manchester United အသင်းနေနဲ့ down shout ောက်ဒါကျွန်တော်တို့သတင်းတွေတက်နေတာဖြစ်တယ်အဲ့တော့ဒီသတင်းတွေကလက်ရှိမှာ tier 1ရကော tier 2 level ရကတော်တော်လေးကိုစုံလာပြီးဖြစ်တဲ့အတွက်ကြောင့်မတော်တော်လေးကိုယုံလို့ရပြီဆိုတဲ့သတင်းကိုဖြစ်လာခဲ့တယ်ဘောနော်အဲ့တော့ဒီသတင်းကဘာသတင်းလဲအဲ့တော့တီကြနေမှာ Bruno Fernandes အနေနဲ့ဂျားဂျားထဲမှာဒါကျွန်တော်တို့ ယူရိုပါလီမတိုင်ရောလွန်ခဲ့တလားလောက်ကဒါကျွန်တော်ဟီလီနဲ့တရားဝင်သူ့ရဲ့ agent အနေနဲ့စကားပြောခဲ့တယ်ဆိုတဲ့ပုံစံကိုဒါကျွန်တော်အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်အခုလက်ရှိချိန်မှာအယ်ဟီလီအနေနဲ့ဒုတိယအကြိမ်မြောက်ဒါကျွန်တော်တို့အဘရူနိုဖာနဒက်စ်ကိုခေါ်ယူဖို့တတ်မှန်ပြီးတော့ကြိုးစားခဲ့တယ်ဒီတစ်ခေါက်ကြိုးစားရတဲ့နေရာမှာနံပါတ်၄ပါတကယ်ကိုပေါ်ထွက်လာခဲ့ပြီးတော်တော်လေးကိုကြောက်ခမန်းလီလီဖြစ်ခဲ့တဲ့အပြောင်းရွှေ့တစ်ခုလို့ပြောလို့ရရတယ်မှာပါတယ်အဲ့ဒီအပြောင်းရွှေ့မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာခဲ့တယ်လို့ဆိုလို့ရမယ်တယ်မှာပါတယ်အဲ့လက်ရှိမှာဒါကျွန်တော်ဘရူနိုဖာနဒက်စ်ရဲ့အပြောင်းရွှေ့ ွေနဲ့ပတ်သက်ပြီးသူကိုယ်တိုင်ဒါကျွန်တော်တို့အဲ ဂီရိုပါလိအပြီးမှာသူပြောထားတဲ့စကားကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။သူ့အနေနဲ့သူ့ကိုအသင်းကနေခိုင်းမယ်ဆိုရင်တော့နေမယ်။ဒါပေမဲ့အသင်းကပတ်စံလူအပ်တယ်။ဒါသူ့ကိုအသင်းကလက်မခံတော့ဘူးဆိုရင်တော့သူ့ကိုရောင်းစားမယ်ဆိုရင်တော့သူဘာမှလုပ်လို့မရဘဲနဲ့သူ့အနေနဲ့လက်ခံရမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ပြောသွားခဲ့တယ်ပေါ့နော်။အဲ့တော့ပြောချင်တာလက်ရှိမှာဒါဘရူနိုဖာနန်ဒက်စ်အနေနဲ့အခုလက်ရှိဒါအသင်းပြောင်းရမယ်တဲ့င်းတွေကတက်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 ထွက်လာခဲ့တဲ့ပြင်ကိုဒါပြင်ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့နောက်ကလိုက်လာတဲ့တဲ့င်းကတော်တော်လေးကိုဒါကျွန်တော်တို့ပြည်သက်တွေနဲ့စိုးရင်စရာကောင်းလာခဲ့တယ်ပေါ့နော်။အဲ့တော့အင်းနီယောစ်တို့အနေနဲ့ ခုလက်ရှိမှာလာမယ့်နေရာဒီမှာရူဘင်အာမိုရင်းကိုအပြောင်းအရွှေ့အတွက်ပေးရမယ့်ဘတ်ဂျက်က ပေါင်တန်း100တာတော်လေးကိုညွန်နေခဲ့ပြီးကောလာဟာလာတွေကပေါင်တန်း80နဲ့တန်း80ကြားပတ်ချလေသားရှိတယ်။ပြောတင်တာခုလက်ရှိမှာဒီအပြောင်းရွှေ့ကတာကျွန်တော်တို့ Matthews Corner တစ်ယောက်လောက်ခေါ်လိုက်မယ်ဆိုရင်တော့မှဒါတစ်ဝက်လောက်ပြုတ် Installment ပေါ့နော် Installment နဲ့ခေါ်လိုက်မယ်ဆိုရင်တော့တစ်ဝက်လောက်ပြုတ်သွားနိုင်မယ်အနေထားမှာရှိတယ်။အဲ့တော့လက်ရှိပုံစံမျိုးရဆိုရင် United အသင်းကလာမယ့်နေရာဒီမှာပတ်စံလို့တယ်။ပတ်စံလူရဆိုရင် Bruno Fernandes ကတချို့ကြမိမယ်။ Bruno Fernandes ကပတ်စံရှားမယ်ကစားသမားလားဆိုရင်တော့အဖေကကျွန်တော်တွတ်ဆိုကျွန်တော်တွတ်နော်ကျွန်တော်တွတ်ဆိုရင်တော့ကျွန်တော်ဒီဟာကိုမဟုတ်ဘူးလို့ကျွန်တော်ဖြေမိမယ်။ဘာလို့လဲလက်ရှိမှာဒါကျွန်တော်တို့ market ratio ဂျေဒင်ဆန်ချူအန်တိုနီတို့ကိုရောင်းပြီးတော့ဒါကျွန်တော်တို့ပတ်စံလေးအများကြီးပြန်ရှာလို့ရသေးတယ်။ဘရူနိုဖာနန်ဒက်စ်လက်ရှိအသက်အရွယ်အရဒါကျွန်တော်တို့ဘလူးပဲပြောဒါအသင်းမှာဆက်ရှိတဲ့ကစားသမားတယောက်ကိုကျွန်တော်မြင်တယ် သူ့ပြင်မဲ့တော့ညာတဲ့ there is always but ဘာလို့လဲဘရူနိုပါနေတဲ့ဆရာလက်ရှိအသက်အရွယ်ရဒါကျွန်တော်တို့အယ်ဟီလီရဲ့ကမ်းလှမ်းမှုကတအားကောင်းလွန်းနေတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အယ်ဟီလီကဒါကျွန်တော်ဘရူနိုပါနေတဲ့ကိုကိုပါစနယ်ကမ်းလှမ်းမှုကဒါမန်ချက်စတာယူနိုက်တက်အသင်းကိုဒါသူ့ကိုယ်တိုင်ကမ်းလှမ်းမှုကတော်တော်လေးကိုနံပါတ်အရမြင့်မားတယ်အဲ့နံပါတ်တွေကြောင့်လည်းလည်းပြောလဲအောင်ဘရူနိုပါနေတဲ့ကိုကုလက်ရှိမှာအယ်ဟီလီအနေနဲ့အခွန်လုံးဝမပါဘဲနဲ့တပတ်လောက်ကပေါင်ခုနှစ်သိန်းနီးနီးနဲ့ဒါကမ်းလှမ်းခဲ့ပြီတနစ်ကိုဒါကျွန်တော်တို့ အကုန် PC bonus ပါရနိုင်မယ်ဥစားအကုန်လုံးပေါင်းမယ်ဆိုရင်တော့တစ်နှစ်ကိုပေါင်65,000 3000တတီ Bruno Fernandes အနေနဲ့အဟီးလေးကိုပြောင်းရွှေ့မယ်ဆိုရင်တော့အဲ့လောက်ထိကိုရနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့အဟီးလေးဘက်ကနေတရားဝင်ကမ်းလှမ်းခဲ့တယ်ဒါပေမဲ့အဟီးလေးအနေနဲ့ဒီတစ်ခေါက်တော့ကျွန်တော်တို့ကစားသမားကိုဆွဲဆောင်ပြီးပရိတ်အသင်းကနေပြီးအလုံးကန်ထုတ်ဖို့အကွက်လုပ်တာဒီဇိုင်း Manchester United အသင်းကိုလည်းအဟာလီဆိုအဟာလီနော်ဆိုအဟီးလေးမဟုတ်အဟာလီလားအဟီးလေးလားကျွန်တော်ကြည့်လိုက်ပါဦးမဆိုရင်မအောင်ကျွန်တော်အဲ့အဲ့နာမည်နှစ်ခုကျွန်တော်အမြဲတမ်းမားတယ် အော်ဟီးလေးဟုတ်တယ်အော်ဟီးလေးအဲ့တော့အဲကျွန်တော်လက်ရှိမှာဗျာအဲ့ Saudi Club အနေနဲ့လက်ရှိမှာဒါ Bruno Fernandes ဂျီဘယ်ကိုကန့်သန့်တာမဟုတ်ဘဲနဲ့ Manchester United အသင်းကိုလေဒါတော်တော်လေးကိုကြီးမားတဲ့ဈေးတစ်ခုနဲ့ကန့်လန့်ထားတယ်လို့သိရမှာတမပါအဲ့တော့ Bruno Fernandes တွေ့တာဒါကျွန်တော် Manchester United အသင်းကိုပေါင်တန်းတရာတတီ Bruno Fernandes သာဒါလက်ရှိမှာ ပုံကူရရသဘောတူညီမှုသူတို့နဲ့ရခဲ့မယ်ဆိုရင်တော့ United အသင်းကိုကန့်လန့်ဖို့အတွက်ဒါကျွန်တော် Healy အနေနဲ့ပြင်တော့အဲ့ပေါ့အဲ့ အဟီလီပဲထားပဲအဟီလီအနေနဲ့ခုလက်ရှိမှာပြင်နေတယ်လို့ကျွန်တော်သိရတယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာကဒါပဲအဲ့တော့လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကိုဒါဘရူနိုဖာနန်ဒက်စီကဒါကျွန်တော်တို့အသင်းကကစားသမားကတော့ရှင်းနေမန်ချက်စတာယူနိုက်တက်အသင်းကသူ့ကိုရောင်းထုတ်ဖို့ဆုံးဖြတ်မယ်ဆိုရင်သူသွားမယ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့သူ့ကိုဆက်နေခြင်းရင်သူနေမယ်အခုလက်ရှိမှာကစားသမားရဲ့ဆုံးဖြတ်ချက်ဆိုတာတဲ့အသင်းရဲ့ဆုံးဖြတ်ချက်ပေါ့အများကြီးအများကြီးမူတည်နေတဲ့ အဲ့ချိန်မှာဒါကျွန်တော်ပြိတ္တတွေထဲမှာလည်းနှစ်ပိုင်း क्वे တယ်ဒီလက်ရှိဒါဘရူနိုဖာနက်ဆိုအသက်အရွယ်ရှိတဲ့ကစားသမားမျိုးကိုဒီဈေးပေးတာကတော်တော်လေးကိုမြင့်မားတဲ့ဂျေးတစ်ခုဆိုလုံးဝငင်းစရာမလိုဘူးအသက်32နှစ်အသက်32နှစ်အရွယ်ကစားသမားကိုလက်ရှိမှာပေါင်တန်း100လူဈေးတစ်ခုပေးတယ်ဆိုတာကလုံးဝလုံးဝငင်းစရာမလိုတဲ့အမောင်ကတော်တော်လေးကိုများတယ်ဒါပေမဲ့စဉ်းစားရတာတစ်ခုက market ထဲမှာဒီဈေးကိုပြန်ကင်ပြီးဒီလိုကစားသမားတစ်ယောက်ကိုပြန်ခေါ်လို့ရပါမလားဆိုတဲ့မေးခွန်း အဲလက်ရှိမှာဒါကျွန်တော် Liverpool တင်က Florian Risk ကိုကစားသမားမျိုးကိုခေါ်ထားတာမှန်ပေမဲ့လက်ရှိမှာ Manchester United အသင်းနဲ့ market ထဲကို attacking midfielder Bruno Fernandes လို့ကစားသမားတစ်ယောက်ကိုသွားခေါ်မယ်ဆိုရင်လက်ထက်မှာတန်းတရာကင်ထားမယ်ဆိုရင်ဒါဖြစ်ပါအဲ့တော့လက်ရှိမှာပြည်သက်တွေကနှစ်ချမ်းကွဲနေတချို့ကြရတာခုနကအသင်းရဲ့ကောင်းရကောင်းမှုဒီတက်ပို့ပြီးအများကြီးအဆင်ပြေဖို့အတွက်ရောင်းဖို့အတွက်အကုန်လုံးကဒါကျွန်တော်တိုက်တွန်းနေတာတွေ့ရနောက်တစ်ယောက်ကနောက်တစ်အုပ်ကကျတော့ဒါ Ineos အုပ်စုကိုလုံးဝမယုံကြည်တဲ့အဖွဲ့ Ineos အုပ်စုကိုဘာလို့မယုံကြည်လဲဆိုတာအဖြေကရှယ်ရှယ်လေးဒီပေါင်းတန်းတရာဒါကျွန်တော်တို့ Fernando Bruno Fernandes ရဲ့အပြောင်း Bruno Fernandes ပေါ့နော် Bruno Fernandes ရဲ့အပြောင်းရွှေ့စီကရမယ်ဒီရတဲ့အပြောင်းရွှေ့ရတော့ကျွန်တော်ပတ်စံတွေကနေတဆင့်ဒါကျွန်တော်တို့သူတို့နေအသင်းထဲကိုမထည့်ဘဲနဲ့ဒါပောက်ကရနေရာမှာဒါခုနကဘကွင်းပြေးနေအဖြစ်အသင်းရဲ့ဒါပောက်ကရနေရာမှာသူတို့နေတုံးလိုက်မှာတအားစိတ်ဘူးအဲ့တော့ ဒီနေရာမှာဒါဘရူနိုဖာနက်စ်ကိုကမ်းလှမ်းမှုကဒါကျွန်တော်အယ်ဟီလီအနေနဲ့ဒါကျွန်တော်ပြဿနာချင်းဘရူနိုဖာနက်စ်ဆိုရယ်လည်းမနာဘူးအသင်းတွေလည်းမနာဘူးအယ်ဟီလီရဲ့ကမ်းလှမ်းမှုကတကယ်တမ်းပြောမှတော်တော်လေးကိုကောင်းတဲ့ကမ်းလှမ်းမှုဖြစ်တယ်ဒါပေမဲ့ United အသင်းတွေဆိုရင်ကောခုနကပြောတဲ့ဒီတန်းတရာကဘလောက်ထိအသင်းပေါ်အင်ပက်ရှိမလဲဘရူနိုဖာနက်စ်ကိုကစားသမားမျိုးရောင်းလိုက်ပြီးသား ဒီပေါက်ကေးကအခုလက်ရှိမှာ United အသင်းဒါဝယ်တဲ့ကစားသမားတွေက hit or miss တွေတအားများတယ်။ Bruno Fernandes လို့ကစားသမားမျိုး United အသင်းနဲ့အခုလက်ရှိမှာမဝယ်နိုင်သေးဘူး။ဒါပေမဲ့လည်း Bruno Fernandes ကိုဝယ်ပြီးနောက်ပိုင်းမှာတကယ်ကို Bruno Fernandes level ရှိတဲ့ကစားသမား United ကပြန်မဝယ်နိုင်သေးဘူး။ဒါက reality ။အဲ့တော့ hit or miss တွေတအားများတဲ့အချိန်မှာဒီတန်တရာကြီးကိုကင်ပြီး market ထဲကိုဝင်သွားမယ်ဆိုတကယ်ကိုပြန်ဝယ်နိုင်ပါမလားဆိုတဲ့မေးခွန်းကို United အသင်းကသူတို့ကိုသူတို့ပြန်မေးရမယ်လို့မြင်နေ။ပြောချင်တာက United အသင်းက okay ခုနကငါတို့က Bruno Fernandes ကိုရောင်းပလိုက်မယ်တန်တရာ။ Okay လာမယ့်ညရာဒီမတိုင်ခင်လက်ရှိ market ထဲမှာဘယ်လို ရှိမယ် Florian Wistown ကအခုလက်ရှိမှာ Liverpool ကဒါ Euro 300နဲ့ခေါ်ဖို့အတွက် ready ဖြစ်နေပြီလက်ရှိ market ထဲမှာ attacking midfielder ဘယ်သူရှိလဲ Bruno Fernandes ဆိုပုံစံမျိုးအဲ့တော့ပြောချင်တာကတချို့ကြတဲ့ Bruno Fernandes ကို မကြိုက်ဘူးမူမှကျွန်တော်တို့ဒါကျွန်တော်အပြေလို့မသိမကြိုက်ဘူးအဲ့တော့မကြိုက်တဲ့လူတွေတော့ကဒါတန်တရာဆိုတဲ့ပတ်စံက share မိုက်တယ်တချို့သောကောလာဟာလိုက်မှာ United ကပေါင်းတန်တရာ20လောက်ထိ2တောင်းမှုစီစဉ်ရှိတယ်ဒါကိုလည်းအော်ဟီလီဘက်ကစိတ်မညစ်ပဲနဲ့ပြီးသွားဖို့ရှိတယ်ဘရူနိုဖာနန်ဒက်ဆိုကစားသမားမျိုးကသူတို့ရဲ့ Saudi ရဲ့ဒါကျွန်တော်တို့ ဘောလုံးလောကအောင်နောက်တစ်ဆင့်ကိုမြင့်တင်ပေးနိုင်တဲ့ကစားသမားတယောက်လို့သူတို့ကသူတို့ယုံကြည်ထားတယ်ပြောချင်တဲ့သဘောတရားအဲ့လိုပုံစံပဲအဲ့တော့လက်ရှိမှာ United ဘက်က Bruno Fernandes ရဲ့ကံလမ်းမှုကိုလက်ခံသွားဖို့အတွက်လဲကောလာဟာလာတွေကတော်တော်လေးကိုစဉ်းစားနေပြီလို့သိရတယ်မှာပါတယ် Bruno Fernandes ဘက်ကတော့ရှင်းတယ်သူကပုံကိုကြီးရဲ့သဘောတူညီသဘောမတူညီမှုဆိုတာအဲ့လိုမျိုးရှိမှာမဟုတ်ဘူး United အသင်းကသူ့ကိုရောင်းမယ်ဆိုရင် Okay I'm going to go United အသင်းကငါ့ကိုမင်းကိုမရောင်းချင်ဘူးငါတို့အသင်းမှာဆက်နေဆိုရင်သူက၄ဘူးအတွက် ready ပဲအဲ့တော့ လက်ရှိအချိန်မှာပြန်စစချင်းမှာဘရူနိုဖာနဲ့တပတ်လုခလာဆောင်9သိန်းလုံးဝအခွင့်မနှုတ်ပဲရမယ်။ United မှာခုလက်ရှိမှာတပတ်လုခလာဆောင်3သိန်းနဲ့3သိန်းခွဲပတ်ချလဲဝင်ညင်ရရတယ်။အခွင့်နှုတ်ပြီးပြီဆိုရင်တော့မှသူ့အနေနဲ့3သိန်းကျော်3သိန်း9000လောက်ပဲတက်ပြောပြမယ်နော်။အဲအင်္ဂလန်မှာဒါအခွင့်က90ရာခိုင်နှုန်းပေးရတယ်။ Sorry မှာအခွင့်မပေးရဘူး။အဲ့တော့ အဲ့လိုမျိုးပုံစံအဲ့တော့ဘရူနိုဖန်နန်ဒက်နဲ့သူ့ရဲ့အနာဂတ်သူ့ရဲ့နောက်ထပ်3နှစ်4နှစ်ဘောလုံးလုံးကစားရမယ့်ဥစ္စာတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်မယ့်အနာဂတ်တစ်ခုကိုသူကရွေးချယ်ရဆိုတာသူ့ရဲ့အနာဂတ်ကိုအသင်းကိုပေးပြီးရွေးချယ်ထားတယ်ဘရူနိုဖန်နန်ဒက်မန်ချက်စတာယူနိုက်တက်ကိုတော်တော်ချစ်ပုံရတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့အင်နီယောစ်တို့အုပ်စုကတော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့ဆုံးဖြတ်ပြီးလဲသူတို့အနေနဲ့ဒီဒီပတ်စံကိုပဲယူသွားမလားဘရူနိုဖန်နန်ဒက်ကိုပဲအသင်းမှာဆက်ထားမလားအခုလက်ရှိမှာအရင်တုန်းကလိုမဟုတ်တော့မယ့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုတွေးဝေစရာဖြစ်လာပြီးပေါင်သန်း100သန်း120ဆိုတဲ့ပတ်စံကအသင်းအတွက်အင်မတန်မှအကောင်းမွန်တဲ့ ဆန်တစ်ခုဖြစ်နိုင်တယ်ကြောင့်ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့အတွက်မန်ချက်စတာယူနိုက်တက်အသင်းကလက်ရှိမှာတော့ပြန်လည်ပြီးတော့စဉ်းစားနေပြီဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့အဲ့တော့လုတ်ပြစီရပါအဲ့တော့မန်ချက်စတာယူနိုက်တက်ပြည်သက်တွေနဲ့အောက်ကကွန်မန်နီထဲမှာရောဆွေးနွေးပြီးကြပါဘူးဘလို့မြင်လဲဗျကျွန်တော်ရဲ့အောက်ကကွန်မန်နီထဲမှာဒါညှင်းကုန်ဆွေးနွေးပြီးကြပါအောင်လို့ပြောနေတယ်ပဲကျွန်တော်တော့ကုန်ပြီပါအောင် ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလေဆိုရင်တော့ Youth Sport Media 3.0နဲ့ Day Before You တို့မှာကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ Day Before You တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျှော်ကူညီလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရ။များများလေးလည်း clip ဖို့မမိကြပါနဲ့ဘူး။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ Day Before You တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျှော်ကူညီလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။များ များလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့များများကလစ်မှမြင်မြင်နိုင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့များများကလစ်မှမြင်မြင်နိုင်ဖြစ်ပါတယ်ဒေးပါဗျာ